မင်္ဂလာပါဒီနေ့ညပြောပြသွားမယ့်ဂျပန်သတင်းကတော့ဂျပန်ရဲကိုဓာတ်နဲ့တွားတိုက်ခိုက်လိုက်တဲ့နိုင်ငံခြားသားကဘယ်နိုင်ငံသားလဲဆိုတဲ့အကြောင်းလေးကိုပြောပြသွားမှာဖြစ်ပါတယ်ဒါမကြသေးခင်ကတက်လာတဲ့ဂျပန်သတင်းပါပေါ့နော်ရဲတပ်ဖွဲ့ဝင်ကိုဓာတ်နဲ့တိုက်ခိုက်ခဲ့တဲ့24နှစ်အရွယ်အမျိုးသားကိုဒါရဲတပ်ဖွဲ့ကဖမ်းဆီးထိန်းသိမ်းထားတယ်လို့သိရတယ်ပေါ့ဖြစ်စဉ်ကနာဂါနိုစီရင်စုမှာရှိတဲ့အီးယာမမျိုးမှာရှိတဲ့ဒါဆိုင်တဆိုင်ရဲ့ကားပါကင်မှာဖြစ်သွားခဲ့တာလို့သိရတယ်ပေါ့နော် ဲ့ဒီဖန်စီခံရရတဲ့နိုင်ငံခြားသားကအဲလက်ရှိမှာသူ့ရဲ့နေရလိပ်စာမသိဘူးပေါ့နော်ဂျပန်မှာနေထိုင်တဲ့နေရလိပ်စာမသိဘူးအလုတ်လက်မဲ့ဖြစ်နေတဲ့နိုင်ငံခြားသားတယောက်လို့သိရတယ်ပေါ့ရေးတဖွဲ့ဝင်ကအဲ့ဒီနိုင်ငံခြားသားကိုအလုံးနဲ့သက်ဆိုင်နေမင်းဘာလို့လုပ်လဲစတဲ့ပေါ့နော်အဲဗီဇာကိစ္စတွေစတဲ့မေးခွန်းတွေနိုင်ငံခြားသားကိုမေးနေတဲ့အခါမှာဒီနိုင်ငံခြားသားကရဲကိုပြန်ပြီးတော့ဒါနဲ့တိုက်ခိုက်လိုက်ရကြအောင်ဒါရဲရဲ့ဘယ်ဘက်လက်မှာတန်ရန်ရရှိခဲ့တယ်လို့သိရတယ်ပေါ့နော်ဒီတရင်နဲ့တက်လက်တက်လာအောင်ဂျပန်တွေကဘလို့မှတ်ချက်ပေးကြလဲဆိုတော့ အဲဒီလိုကျူးလွန်တဲ့တရားခံတာပေါ့နော်ငါတို့ထင်တဲ့အတိုင်းဂျပန်မဟုတ်လားဟုတ်ထင်တာတတိယကိုကြီးလိုက်တော့ထင်တဲ့အတိုင်းကိုဂျပန်မဟုတ်ပဲနိုင်ငံခြားသားကလောက်တာပဲဆိုပြီးတော့အဲအဲ့လိုပေါ့နော်သူတို့ဂျပန်ဆိုရင်တော့အကောင်းပေါ့သူတို့ကအဲ့လိုမျိုးအမြင်ကိုတွေ့တယ်ဂျပန်ကြီးကအဲ့လိုမျိုးထင်ရတော့အောင်လေဂျပန်မှာဒါခုတလောပေါ့နော်ရာဆိုးအဖို့လို့ကျူးလွန်နေတာကကျွန်တော်တို့ရဲ့အရှိတောင်အာရှနော်နိုင်ငံဖြစ်တဲ့ BNN နိုင်ငံတွေ BNN နိုင်ငံသားတွေလုံနေတာဖြစ်တယ်ဂျပန်မှာဒါ BNN နိုင်ငံသားတွေပေါ့နော်အများကြီးလက်ခံလာပြီးတဲ့နောက်ဂျပန်မှာ BNN တွေက အရန်ကိုတိုးပွားလာပြီပေါ့နော်တရုတ်ကတော့မမှီသေးဘူးပေါ့အဲ့ဒီနောက်မှာဂျပန်မှာ BNN နိုင်ငံသားတွေကရှာစွင့်မှုတွေကျူးလွန်လာကြပေါ့အရှင်နဲ့မတူပုံများလာပြီပေါ့နော်ဇေယျပေါင်းစုံလူပေါင်းစုံရောက်လာတယ်ဆိုတော့အခုဖြစ်စင်ပါလေဒီနိုင်ငံသားတိုင်းနာမည်ကိုပြသသွားတဲ့အခါမှာဂျပန်တွေကဒီနာမည်ပေးတဲ့ပုံရဆိုရင်ဒါ BNN နိုင်ငံကနာမည်ပဲဆိုဂျပန်တွေကမှတ်ချက်ပြုကြတာတွေ့ရတယ်ဂျပန်မှာ BNN နေများလာနိုင်တဲ့အတူလူပေါင်းစုံဒါဇေယျပေါင်းစုံရောက်လာတာကြောင့်မှုတွင်ကျူးလွန်မှုတွေတိုးပွားလာတာကြောင့်ဒါဂျပန်နေရာတစ်ခုခုဆိုရင် အာဒါ BNN နေဖြစ်မယ် BNN နေဖြစ်မယ်အဲအဲ့လိုပေါ့နော်ဒီလိုမျိုးမျက်စိထောက်เสียဖြစ်လာတယ်ဒါပေမဲ့ BNN နေများလာတယ်လို့ပြောပေမဲ့တကယ်တကယ်ဟာဂျပန်မှာနိုင်ငံခြားသားအများဆုံးရှိနေတာတရုတ်ပေါ့နော်တရုတ်တောင်အလောက်မဟုတ်ဘူး BNN ကပိုဆိုးနေတာပေါ့အဲ့ဒါကြောင့်နောက်ကျရင်လည်းဒါဂျပန်မှာမြန်မာတွေတိုးတိုးတိုးလာတယ်ပေါ့နော် BNN လောက်တော့မများသေးဘူးဒါပေမဲ့နောက်ကျရင်ဒီလိုမျိုးမျက်စိထောက်เสียဖြစ်လာတယ်ဆိုရင်တခုခုဆိုရင်အာအခုဆိုရင်တော့နော်တခုဆိုရင်အာဒါ BNN ပဲနေမှာပေါ့ BNN ပဲနေမှာပေါ့ဆိုပြီးတော့ဒါပြောရင်ဂျပန်မှာ BNN နိုင်ငံသားတွေ ဒီဗီယက်နမ်နိုင်ငံအတွက်ပေါ့နော်နာမည်ပြက်စရာဖြစ်နေတယ်လို့ပြောရင်းနဲ့တင်ရင်းရတော့ဒီတော့ပါပဲအဲ Facebook မှာကျွန်တော်တင်ရင်းကြီးကျင်နေဆိုရင်2018ကလေးကဟာနာဆာဂရီဂျပန်ဆိုရင်နာမည်နဲ့ဂျပန်တင်ရင်းကြီးရယ် YouTube မှာဆိုရင်တော့ Yukimi Channel ဆိုရင်နာမည်နဲ့ဂျပန်တင်ရင်းဗီဒီယိုတင်ဆက်ပေးပါတယ်ကျေးဇူးတင်ပါတယ်